ထူးစတိုရီလန်ကနေကြိုဆိုလိုက်ပါရယ်ကလေးလေးတို့ရေဒီနေ့တော့ตาရလှပတဲ့ရေအိမ်ကြီးတစ်ခုမှာနေထိုင်နဲ့ကောက်ချစ်ဆင်းလေးတဲ့ရိုင်းငတ်အိုကြီးရဲ့အကြောင်းကိုတီတီထူးပြောပြပေးမယ်နော်ဟိုးရှိရှိတုန်းကပေါ့ကွယ်ตาရလှပတဲ့ရေအိမ်ကြီးတစ်ခုရှိတဲ့ အဲဒီရေအိမ်ကြီးထဲမှာငါးကလေးတွေအစွန်လေးတွေခနန်းလေးတွေအများကြီးပျော့ပျော့ရွှင်ရွှင်နဲ့အတူတူနေကြတာပေါ့အားလုံးကတမျိုးစီလှပပြီးချစ်ချစ်ခင်ခင်နဲ့ပျော်စရာကောင်းအောင်နေထိုင်ကြတာပေါ့ဒီရေအိမ်ကြီးရဲ့ဘေးကကန်းဆက်မှာတော့ရိုင်းအိုကြီးတစ်ကောင်လည်းအတူတူရှိတဲ့ကွယ်သူကအရန်အိုနေပြီလေဖြူခွေးပြီး ရှည်တန်းရှည်ရှည်လေးတွေလည်းသူ့မှာရှိတယ်။ဒါပေမဲ့ရိုင်းအိုကြီးဟာအိုမင်းလာတော့အရင်လိုလင်းလင်းမြန်မြန်နဲ့ငါးတွေကိုမဖမ်းနိုင်တော့ဘူးလေ။ခိုနားဒီနားလျှောက်ပြေးရတာလဲမောပန်းလာတယ်။အဲ့ဒါနဲ့ရိုင်းအိုကြီးဟာအစာငက်တဲ့နေ့တွေညားလာခဲ့တယ်။เออที่ได้สวยเนาะงานเนี่ยตีมาเป้งาตัว အချမ်းကောင်းတစ်ခုထုတ်မှရမယ်။နိုင်ဦးကြီးဟာအဲ့ဒီလိုတွေးပြီးနောက်တနေ့မနေ့ရောက်တော့ GIB မှာသူ့ရဲ့မျက်နှာကိုအကြီးအကျယ်ဝန်းလဲချင်အောင်ဖန်ဆောင်လိုက်တယ်။ရေတွေကငါးကလေးတွေကဒါကိုမြင်တော့စိတ်ပူသွားကြတာပေါ့။ယောဦးလေးဖြန်းကြီးဘာဖြစ်လို့ဒီလောက်ဝမ်းနေနေတာလဲမြင်မကောင်းလို့လား ငါးကလေးတွေကအဲ့ဒီလိုလှမ်းပေးလိုက်တော့ရိုင်းဟိုကြီးကမျက်ရည်လေးတွေဝဲနေတယ်လို့ဟန်ဆောင်ပြီးတော့ပြောလိုက်တယ်။အေးငါတို့လေးတို့ကြီးဦးလေးကမင်းတို့အားလုံးအတွက်စိတ်ပူနေရလို့ပါကွာ။ရိုင်းဟိုကြီးကအဲ့ဒီလိုပြောလိုက်တော့ငါးကလေးတွေက ပို့ပြီးစိတ်ဝင်စားသွားကြတယ်။ကျွန်တော်တို့အတွက်ငါးပူစရာရှိလို့လေ။ နားကလေးတွေကအဲ့ဒီလိုမေးလိုက်တော့ဂျိုင်းဝူကြီးကတုံနေတဲ့အတန်နဲ့ပြန်ပြောလိုက်တယ်မင်းတော့မတီးကြဘူးလားမာမနီကအပေါ်ကနေပြန်နေတဲ့ချိန်မှာတန်းကတဲ့ရီစကားပြောနေတာကိုကြားလိုက်ရတယ်သူတို့ကမကြခင်မှာဒီအန်ဂျီကိုပိုက်ခေါ်နေနဲ့ the i long go panomere mino alo these are yaro mamulo ဦးလေးကစိတ်မကောင်းလို့ပါကွာရိုင်းဝကြီးပြောလိုက်တဲ့စကားကိုငားလေးတွေဝစုံလေးတွေအားလုံးကကြားလိုက်တဲ့အချိန်မှာအကုန်လုံးကကြောက်လန့်သွားကြရောဒုက္ခပါပဲအဲ့ဒါဆိုကျွန်တော်တို့ကိုကဲပါအောင်ဦးလေးပြိုင်ရဲ့ဦးလေးပြိုင်မယ်ကျွန်တော်တို့ကိုကဲနေနိုင်မှာပါ ငါးကလေးတွေပစုံလေးတွေအားလုံးကဝိုင်းပြီးအတနာခံကြတော့ရိုင်းအိုကြီးဟာခဏလောက်မျက်လုံးလေးမေးပြီးတွေးနေတဲ့ပုံကိုလှုပ်လိုက်တယ်။ခဏအကြာမှာတော့သူကပြန်ပြောလိုက်တယ်။ကောင်းပါပြီ။မင်းတို့စိတ်မပူကြနဲ့နော်။မာကူနီပေးမယ်။ဒီနာလေးတွေဘလမကမှာချီရီကချီလင်းပြီးတော့အစာရမ်းပေါ်တယ်။ ရန်ကြီးတစ်ခုရှိတယ်။နာတကားချင်းစီကိုပစနေရှိပြီ။အဲ့ဒီရေကန်တီတီစီကိုမလိုက်ဖို့ပြင်မယ်နော်။ဒါဟိုကြီးကအဲ့ဒီလိုပြောလိုက်တော့ငါးကလေးတွေပစွန်လေးတွေကအယံဝမ်းသာချပြီးရန်ကြီးကို အများကြီးကျေးဇူးတင်လိုက်ကြတယ်။ဟဲဒီနေကစပြီးရိုင်းဟိုကြီးဟာနေ့တိုင်းငါးတကောင်စီကိုပစက်နဲ့ရှိပြီးပြန်သွားတယ် ဒါပေမဲ့လေသူပြောတဲ့ရေကန်ပစ္စည်းကိုလိုက်ဖို့ပေးတာမဟုတ်ဘူးနော်သူကရေအိုင်နဲ့မလန်းမကန်းကကြောက်ဖြာကြီးစီတစ်ခုကိုခေါ်သွားပြီးအဲ့ဒီကြောက်တုံးကြီးပေါ်မှာငါးတွေကို စိတ်ကြိုက်စားသုံးလိုက်တယ်စားလို့ဝသွားရင်ကြံခဲ့တဲ့အရိုးတွေကိုအဲ့ဒီနေရာမှာပဲပုံထားခဲ့တယ်ပြီးရင်တော့ GIC ကိုပြန်လာပြီးနောက်တစ်ခါကိုထက်ရှိသွားတာပေါ့ ဒီလိုနဲ့ရက်တွေလတွေကြားလာတော့ရေအိမ်ထဲမှာငါးတွေကအရန်နေသွားပြီလေကြောက်ဖြာကြီးပေါ်မှာတော့ငါးရိုးတွေကတောင်လိုတောင်ပုံနေပြီပေါ့ဒီနေ့မှာတော့ရေအိမ်ထဲမှာခြံခဲ့တဲ့ကနန်းကြီးတစ်ခေါင်ကမြိုင်းဝကြီးကိုတောင်းဆိုလိုက်တယ်ဦးလေးဖျားကြီးခြံခဲ့မှုရဲ့အကုန်လုံးကိုတော့ပို့ပြီးပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်ကလည်း ီကတီစီကိုပို့ပေးပါဦးနော်။ဆိုင်အိုကြီးကစိတ်ထဲကနေပြီးခနန်းလေးကိုပြောလိုက်တယ်။ဖာ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 နေရိုင်းနာဝဲစာနေရာနင်းဝဲနေပြီးတင်းနေတော့ခနန်းဒါလီစာရရဘော။အဲဒီလိုမကောင်းတဲ့စိတ်တွေနဲ့တွေးပြီးတော့ခနန်းလေးကိုပြန်ပြောလိုက်တယ်။ Call me me like a nap la mingo na shi da be me အဲ့ဒီလိုပြောပြီးဖြိုင်းအိုကြီးကခနန်းကိုနှုတ်သီးနဲ့မရှိတော့ပဲသူ့ရဲ့လယ်ဘေးမှာတွဲကိုခိုင်းပြီးပြန်တန်းသွားတယ်။လေထဲရောက်တော့ခနန်းလေးကအောက်ကိုငုံကြည့်လိုက်တယ်။ကလေးလေးတို့ရင်အောက်ကိုငုံလိုက်တော့ခနန်းကြီးကဘာတွေ့သွားမယ်ထင်လဲ။ဟုတ်တယ်။ခနန်းလေးတွေ့လိုက်ရတာကရေကန်အစ်စ်မဟုတ်ဘူးနော်။ကြောက်ခါကြီးတစ်ခုပေါ်မှာတောင်လိုပုံနေတဲ့ ငါးရိုးပုံကြီးကိုတွေးလိုက်ရတာအဲ့ဒီအခါရောက်မှခနန်းလေးဟာဂျိုင်းဟိုကြီးရဲ့ကောက်ချစ်ဆင်းလဲတဲ့အကြံတွေကိုအဆအဆုံးသဘောပေါက်သွားတော့တယ်ဟာ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 ခနန်းကြီးလို့ရဲ့မီလဲမီရဲ့တင်ရဲ့ဂျင်းငါးရီလိုပဲနာစာဖြစ်တော့မေကွာဂျိုင်းဟိုကြီးဟာအဲ့ဒီလိုပြောပြီးခနန်းလေးကိုကြောက်ဖြာပေါ်ကိုဖြစ်ချဖို့ကြံရွယ်လိုက်တယ် အဲ့ဒီအချိန်မှာပဲကနန်းလေးကရဲရဲလောက်တဲ့လေတံနဲ့ပြန်ပြောလိုက်တယ်။မရဘူးအတင်ထမ်းရုပ်ရေ။ကနန်းလေးဟာအဲ့ဒီလိုရဲရဲတောက်တဲ့လေတံနဲ့ပြောပြီးသူ့ရဲ့အစွမ်းထက်တဲ့လက်မကြီးနှစ်ဖက်နဲ့ရိုင်းအိုကြီးရဲ့လက်ဘင်းကို အမိအယမြှင့်လိုက်ပါတော့တယ်။ရိုင်းအိုကြီးကလည်းဘလို့မှ ရုံထွက်လို့မရတော့ပဲကနန်းလေးကိုလှုပ်ပေးလိုက်ရတယ်။ ခနန်းလေးကလည်း GIC ကိုအမြန်ပြန်လာပြီးရိုင်းဟိုကြီးရဲ့တောက်ကျစ်တဲ့အကြောင်းတွေကိုဒီထဲမှာကြံနေတဲ့တတဝါတွေအားလုံးကိုအကျိုးအကြောင်းတိရှာပြောပြပြီးရှင်းပြလိုက်တယ်ဟဲဒီလိုပြောလိုက်တော့မှကြံခဲ့တဲ့ငါးကလေးတွေဟာသူတို့ရဲ့အသက်ကိုကဲတင်ပေးခဲ့တဲ့ခနန်းလေးရဲ့အသိပညာကို ရှီချိုးပြီးဂုံပြူကြတော့တာပေါ့ ဟဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးလေးတို့ရေဒီပုံမြင်လေးကနေပြီးဘာတင်ငန်းစာတွေရလိုက်လဲနော်ဟုတ်တယ်သူတပားပေါ်မှာကောက်ချစ်စင်းလဲပြီးလှည့်ဖြားတဲ့လူကတနေ့မှမိမိရဲ့မကောင်းတဲ့အကြံစီတွေကမိမိကိုပြန်ပြီးအကျိုးခံစားရတတ်တယ်မကောင်းတဲ့သူမယိုးသားတဲ့သူကောက်ချစ်တဲ့သူကနောက်ဆုံးမှာဒုက္ခတွေနဲ့ပဲရင်ဆိုင်ကြရတယ် ကလေးလေးတို့လည်းခနန်းလေးလိုမျိုးတတိရှိရှိနဲ့ဉာဏ်ပညာရှိရှိ နေထိုင်ရမယ်နော်ဒီနေ့တီတီထူပြပြပေးတဲ့ပုံမြင်လေးကိုသဘောကျတယ်ဆိုရင်တီတီထူစတိုရီလမ်းရှင်နယ်လေးကို like and subscribe လေးပေးခဲ့ပေးပါဦးနော်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရင်အားလုံးပဲတက်တာပါ